ဟုတ်လားဒါကြောင့်အခုလဲဟုတ်လားပါတီတွေပါတီတွေလုံးကြတယ်ဒါပေမဲ့ခံယူချက်နဲ့တိုက်တဲ့လူတဲ့ဟုတ်လားအခွင့်အရေးရအောင်လုံးမဲ့လူဟာပုံများနေတယ်ဒါကြောင့်ကျွန်တော်ရဲ့အနေထားနဲ့ကျွန်တော်ရဲ့အခြေအနေလေးကိုဒီလောက်ကလေးရှင်းပြတော့ဟုတ်လားအခုကိုယ်စလေလောင်းတွေကိုအားပေးစကားပြောချင်တယ်ကိုယ်စလေလောင်းတွေကကျွန်တော်ကိုယ်စလေလောင်းတွေကလူငယ်တွေအကြီးပဲအဲ့ဒီလူငယ်တွေအားလုံးက ။ဘာဖြစ်လဲလို့ပြောရင်နိုင်ငံရေးမကျွမ်းကျင်ဘူးဥက္ကရာကြီး။နိုင်ငံရေးနဲ့အုပ်ချုပ်ရေးကိုကျွန်တော်တို့ကသိမ့်မကျွမ်းကျင်ဘူး။ဒါပေမဲ့ကျွန်တော်တို့ပြည်သူအကြောင်းကိုကျွန်တော်တို့ကနေပြီးတော့တင်ပြတောင်းဆိုခြင်းနဲ့ဒါကြောင့်ပြိုင်တာပါလို့ပြောတယ်။ဒါကြောင့်မပူပါနဲ့။နိုင်ငံရေးဆိုတာထွေထွေထူးထူးတွေမဟုတ်ပါဘူး။ဟုတ်လား။နိုင်ငံရေးဆိုတာကချင်းချင်းပြောရရင်လူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်းနိုင်ငံရေးလို့ခေါ်ပါတယ်။ ကျွန်တော်အမြဲတမ်းပြောလူမှုရေးဆိုတာကသူများကိုကူညီမယ်သူများကိုကယ်မယ်သူများကိုရိုင်းမင်းမယ်သူများကိုတာဝန်တွေကိုဆောင်ရွက်ပေးတာကိုလူမှုရေးလို့ခေါ်တယ်အဲ့ဒီဥစ္စာကစီးပွားရေးဆိုတာကမိမိအကျိုးလဲရှိရမယ်ပတ်ဝန်းကျင်အကျိုးလဲရှိရမယ်မြို့နယ်အကျိုးခရိုင်အကျိုးတိုင်းအကျိုးအဲ့ဒီအကျိုးတွေအကုန်လုံးဖြစ်ထွန်းအောင်ဆောင်ရွက်ပေးတာကိုစီးပွားရေးလို့ခေါ်တယ်အဲ့ဒီနိုင်ငံရေးဆိုတာကလူမှုရေးအပေါင်းစီးပွားရေးညီမြချင်းနိုင်ငံရေးဖြစ်တဲ့အတွက် ဘာမှမခက်ခဲပါဘူးလို့ကျွန်တော်ပြောတဲ့အတွက်ဟောကျွန်တော်ရဲ့လူငယ်တွေအားလုံးကတက်ကြွကြတယ်။တတိုင်းပြည်လုံးမှာရှိတဲ့လူငယ်တွေရန်ကုန်တိုင်းနဲ့ငယ်တာမဟုတ်ဘူးနော်။တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ကိုယ်စားလှယ်လောင်းတွေကလူငယ်တွေကြီးပဲအခုလူငယ်မငယ်တော့မသိဘူး။ကျွန်တော်ကိုပြောကြတယ်ဥက္ကဋ္ဌတဲ့တခြားပါတီဥက္ကဋ္ဌတွေကခမရတို့လက်သမားပါတီကတစ်တော့ကန်ထရိုက်များဆွဲထားတာလားတဲ့။ဘာဖြစ်လို့လဲလို့မေးတော့ တစ်တော့ဝင်လိုက်ရင်ခမရတို့လူတွေကြီးပဲတဲ့ဟုတ်လားရေးရေးလေးလေးကိုတင်တာတဲ့တင်မှာဘောလို့ကျုပ်ရွာကောင်တည်းကအချက်မှမရှိတာဟုတ်လားဒီကောင်တည်းကကိုပုံကိုတင်ရရင်ကိုပီတိဖြစ်နေတာလေဟုတ်လားအမျိုးမျိုးလုပ်ပြီးတော့တင်တယ်မိန်းကလေးတွေကိုလည်းကျွန်တော်ပြောတယ်ဟုတ်လားမန္တလေးတိုင်းသွားတော့အဘတဲ့သမီးတို့ကတဲ့တစ်တော့တွေတင်တယ်တဲ့ရုပ်ကြည့်လိုက်တော့မဲနေတယ်အသားကတော်တော်မဲတယ် ဒါကြောင့်ကျွန်တော်ပြောတယ်နင်တို့အဖက်လေးပါလေးထည့်ပြီးတင်ကြနော်တော်ကြကြရင်ငါပါအချက်ကွဲနေဦးမယ်ဟုတ်လားဒါကြောင့်ရန်ကုန်တိုင်းရမိန်းကလေးတွေလည်းတစ်တော်လေးပါလေးစော့မယ်ဆိုရင်အဖက်လေးပါလေးထဲကြပါနော်ဥစ္စာတော့မြောက်ပေးပါတယ်နော်ဒါကြောင့်တိုင်းပြည်မှာအခုလူကြီးတွေကဘာဖြစ်နေလဲလို့ပြောရင်အစိုးရရင်လွန်နေတယ်လူငယ်တွေလက်ထက်ကိုတိုင်းပြည်အပ်လိုက်ရင်ပျက်စီးသွားနိုင်တယ်လို့သူတို့ကစိုးရင်ဒါကြောင့် ။ဘာပြောလဲလို့ပြောရင်လူကြီးတွေကအသက်80 80 90လူငယ်တွေကိုဦးစားပေးရမယ်။နောက်တစ်ခေတ်ရဲ့အောင်စစ်တီတွေဖြစ်တဲ့အတွက်လူငယ်တွေကိုမြောက်စားရမယ်လို့ပြောပြီးကလထိုင်လက်ကိုကြစ်ကြစ်ပအောင်ဆုတ်ထားတယ်။လုံးဝမလုပ်ဘူးကလထိုင်ကိုလုံးဝမလုပ်ဘူး။ဟုတ်လားကြစ်ကြစ်ပအောင်ဆုတ်ပြီးဗဇက်ကတော့လူငယ်တွေလူငယ်တွေအတွက်လူငယ်တွေအတွက်ပဲကြည့်သူတို့အသက်ကိုသွားမေးလိုက်85တွေ85တွေ90တွေတော့မှပြည့်တော့ ဒါတောင်မှတိုင်းပြည်ကိုစိုးရိမ်နေသေးတယ်။ဒါကြောင့်မစိုးရိမ်မှနဲ့တော့လူငယ်တွေကလည်းအဘတို့ပင်ပန်းနာကိုတနာလာပါပြီ။ဒါကြောင့်အဘတို့ဘေးဖယ်ပါတော့သားတို့ဆက်ပြီးထမ်းဆောင်ပါပဲလို့ပဲပြက်ပြက်သားသားပြောရင်ထောက်ခံမလားမထောက်ခံဘူးလား။